င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နယ်ပူပေါင်းလှုပ်ဆောင်မဲ့မူဆယ်မန္တလေးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းကော်မတီကိုအဖွဲ့ဝင်16နဲ့မင်းအောင်လိုင်ကဖွဲ့စည်းလိုက်ပြီးညထိုးဦးကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးပါတယ်ရွှေဘုံမြို့ပေါ်ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား20ကျော်တေဆုံးပြီးရုံလောင်းတွေနဲ့လက်လက်ခဲယမ်းတွေကိုတင်းဆက်ရရှိရတဲ့တဲ့ပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံနဲ့မြန်မာစစ်တပ်တို့ပူးပေါင်းလှုပ်ဆောင်မဲ့မူဆယ်မန္တလေးရထားလမ်းသစ်ဖောက်လော်ရေးနိုင်ငံတော်အဆင့်စီမံခဲ့ဥဆောင်ကော်မတီကိုအဖွဲ့ဝင်၁၉ဦးနဲ့မေအောင်လိုင်ကဖွဲ့စည်းထားတယ်လို့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းတွေရသိရပါဗျ။အကြက်ဖက်စစ်တပ်ကမူဆယ်မန္တလေးရထားလမ်းသစ် ဖောက်လုပ်ရေးအတွက်စီမံကိန်းဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံတော်အဆင့်စီမံကိန်းအကောင့်ထယ်ဖို့ဆောင်ရွက်ဥဆောင်ကော်မတီကိုဩဂတ်လ30ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီးအဲ့ဒီကော်မတီကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးဟောင်းမြထွန်းကဥက္ကဋ္ဌဖြစ်ဦးဆောင်ကအဖွဲ့ဝင်16ပါဝင်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီကော်မတီရဲ့လုပ်ငန်းတာဝန်တွေမှာ မူဆယ်မန္တလေးယထာစီမံကိန်းလှုပ်ဖို့အတွက်အစိုးရအချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးမူပေါင်းကိုရေးဆွဲအတည်ပြုဖို့နိုင်ငံအစိုးရတွေကြားတွဲဆုံညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နိုင်ရေးစီစဉ်ဆောင်ရွက်တာနဲ့မူပေါင်းသဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့စတာတွေလည်းပါဝင်ပါတယ်။အကြံဖက်မဲအောင်လိုင်ကမန္တလေးမူဆယ်ယထာလန်းစီမံကိန်းကိုအမြန်အကောင်အထည်ဖော်ဖို့ဆောင်ရွက်နေပြီးရုရှားနဲ့ပါကုန်သွယ်မှုတွေလုပ်နိုင်မဲ့အခြေအနေရှိနေရလို့လည်း အခုနှစ်စက်တင်ဘာလ၁ရက်နေ့တရုတ်နိုင်ငံတရန်ချင်းမြို့မှာပြုလုပ်တဲ့မြန်မာတရုတ်စီးပွားရေးပူပေါင်းဆောင်ရွက်မှုမြင့်တရေတွဲဆောင်ပွဲမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အဲဒီမန္တလေးမြို့ဆယ်မြေထားလမ်းမှာတရုတ်ကဆောက်လုပ်နေတဲ့ဘေကျင်းကူမင်းရွှေလီအမြေထားလမ်းနဲ့ချိတ်ဆက်မှာဖြစ်ပြီးကြောက်ဖြူအထိတိုးချဲ့ကကုန်းတွင်ပေတရုတ်တောင်ပိုင်းပြည်နယ်တွေအတွက်မြန်မာနိုင်ငံကနေတဆင့် ပင်လယ်ထွက်ပေါက်ရရှိစေမယ့်အခွင့်အလမ်းဖြစ်တယ်လို့မေအောင်လန်ကပြောဆိုခဲ့ပါတယ်။မူဆယ်မန္တလေးရထားလမ်းစီမံကိန်းအတွက်ဒီဇိုင်းကိုတရုတ်ဘက်ကတင်ပြမှုတွေရှိပေမဲ့လည်းစစ်တပ်ကစစ်စစ်ရွေးချယ်နေစေဖြစ်တယ်လို့လည်းသိရှိရပါတယ်။မူဆယ်မန္တလေးရထားလမ်းသိမ်းစီမံကိန်းမှာကီလိုမီတာ400ကျော်အရှိရှိပြီးအမေရိကန်ဒေါ်လာ30ဘီလီယံဝန်းကျင် ကုန်ကျမယ်လို့လည်းကနေဦးသုံးသက်ချက်အစီအစဉ်ကစားတွေကသိရပါတယ်။ အဲ့ဒီစီမံကိန်းဟာ NLD အစိုးရလက်ထက်2018ခုနှစ်အောက်တိုဘာလကပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမောက်မြင့်ရထားဌာနနဲ့တရုတ်နိုင်ငံကတာဝန်ရှိအဖွဲ့အစည်းတို့ကြားမှာယထာလန်ဖောက်လုပ်ရေးစီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှုဆောင်ရွက်ဖို့အတွက်နားလည်မှုစာကြုံလွှာ MOU ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့အကျန်းဖက်ဆေယနာရှင်အမြင့်ဖြတ်ချင်းမုံရီတော်လင်ရေးမှာအရင်ဒီကြီးလွတ်တဲ့အတွက် တိုင်းပြည်အတွက်အမျက်ကြီးကြီးရရှိဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခန့်တန်းကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ28ရက်နေ့ကမန္တလေးဒေသလွှတ်တော်ပထမကြိမ်စည်းဝေးနဲ့မန္တလေးဒေသအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုအခမ်းအနားမှာ NUG ဝန်ကြီးချုပ်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မန္တလေးမှာအုပ်ချုပ်ရေးအာဏာလွှဲပြောင်းယူရန်အစပြုလိုက်ပြီးဖြစ်ပြီးစစ်ရေးအရာတိုက်ပွဲဝင်နေုံသာမကဲ နိုင်ငံရဲ့အရာပါပြည်သူဗဟိုပြုတဲ့အနာဂတ်ကိုတိဆောက်နိုင်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။ဆရာနာရှင် တော်လည်းရေးမှာအရင်အနေကျင်းလွတ်တဲ့အတွက်အနာဂတ်တိုင်းပြည်အတွက်အမျက်ကြီးကြီးရဖို့လိုအပ်တယ်လို့ဝန်ကြီးချုပ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။တော်လန်ရေးသမိုင်းမှာ အလွန်အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီးဗမာလူမျိုးအများစုနေထိုင်ရာဒေသတစ်ခုကနေဒေသနာအဆင့် Federal Mu ကိုအုပ်ချုပ်ရေးရန်ရာနဲ့အသက်သွင်းလိုက်တာဖြစ်ပြီးတိုင်းရင်းသားတွေအလုံး နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ Federal Mu ကိုအကောင့်ထဲပေါ်ရမှာမန္တလေးဒေသကရှေ့ဆောင်လမ်းပြဖြစ်ဥဆောင်ပါဝင်လာခြင်းဟာနိုင်ငံအတွက်စစ်မှန်တဲ့ Federal နိုင်ငံတော်ကိုတိဆောက်နိုင်ဖို့အတွက်အားရစရာခြေလန်းဖြစ်တယ်လို့လည်းမန်းဝင်းခန္တန်းကပြောပါရယ်။နိုဝင်ဘာလ28ရက်နေ့မှာကျင်းပခဲ့တဲ့ပထမအကြိမ်မန္တလေးဒေသလွှတ်တော်အစည်းအဝေးမှာမန္တလေးဒေသဂျားကာလာအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်တာဖြစ်ပြီးဥက္ကဋ္ဌအဖြစ်ဦးမြင့်အောင်မို့ ဒုက္ခရပြည့်ဥအောင်မျိုးလက်အတွင်မှုဖြစ်ဥသေးတို့အပါဝင် ကောင်းစီဝင်ကိုဦးနဲ့လွှတ်တော်ကအတီးပြုဖွဲ့စည်းပေးခဲ့တာလည်းဖြစ်ပါတယ်။မင်းလေးဒေတာဂျားကာလာအုပ်ချုပ်ရေးကောင်းစီအစ်အနေနဲ့ဒေတာတွင်တရားဥပဒေစိုးမိုးရေးစစ်ဘေးရှောင်ဆောက်ရှောက်ရေးကျန်းမာရေးနဲ့ပညာရေးစနစ်တွေကို ပြည်သူဗဟုပြုတဲ့စနစ်အဖြစ်အလင်းမြန်တည်ဆောက်ရေးအတွက်ရှေ့တန်းကနေတာဝန်ယူသွားမှာဖြစ်တဲ့အတွက်တာဝန်အလွန်ကြီးမားပြီး ပြည်အောင်စုအဆင့်ကလိုအပ်တဲ့ပံ့ပိုးမှုတွေအရင်းမြစ်တွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းအန်ယူဂျီဝန်ကြီးချုပ်ကပြောပါရရှယ်။စကိုင်းအတန်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။စကိုင်းအတန်းရွှေဘုံမြို့ပေါ်ကနေထွက်လာတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ရမှာစစ်သား20ကျော်တေဆုံးပြီးရုပ်လောင်းတွေနဲ့စစ်လက်နက်ခရမ်းတွေကိုတင်းဆဲရရှိခဲ့တယ်လို့ ရွှေဘုံမြို့နယ်လှက်စစ်မုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပကဖကတာဝန်ရှိသူလူကပြပြပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့မွန်လွယ်3:30မိနစ်ခန့်ကရွှေဘုံမြို့တောင်ဘက်မုတ်ကနေထွက်လာတယ်အာ80ကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းမဟာမိတ်တပ်ပေါင်းစုကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား20ကျော်ဟာသေသွားတာဖြစ်ပြီး လက်လက်ခရမ်းတွေလည်းရရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားပြီးရန်တောင်မှာတော်လဲရဲဘော်တွေဟာနေမြေရှင်းလင်းပြုလုပ်စဉ်တွင်စစ်သားအလောင်းတွေလည်းတင်းဆဲရရှိခဲ့လို့သိရှိရပါတယ်။ဒီတိုက်ခိုက်မှုကိုရှေဘုံမြို့နယ်လက်စင်မောင်တိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပကဖာနဲ့တော်လဲမဟာမေပူပေါင်းတပ်ဖွဲ့တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစစ်တပ်စစ်ကြောင်းဟာအထိနာပြီးရွှေဘုံမြို့အတွင်းကို ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်ရှင်။ ရှမ်းပြည်နယ်ရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်ရွာငယ်မြို့နယ်မြင်းကြိုးရွာက ပြူစောတီခေါင်းဆောင်ဝင်းမြင့်လိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်ရမှာနှစ်ဦးဟာသေဆုံးပြီးတနက်တလက်ကို သိမ်းဆဲရရှိခဲ့လို့တနုအမျိုးသားကာကွယ်တပ်တော် DSNDA ကသတင်းနဲ့ပြန်ကြားရေးတဝန်ခံကိုကြားပြန်ကရန်ကုန်ခေတ်စ်ကို ပြောပါရစေ။နိုဝင်ဘာလ29ရက်နေ့မနေ့9နာရီလောက်ကရွာငယ်မြို့နယ်တွင်ပြည်သူတွေပေါ်ကိုရက်ဆက်ရုံမှောင်မှုများစွာကျွလွန်ခဲ့တယ်။ ပြူစောတီခေါင်းဆောင်ဝင်းမြင့်နဲ့သူ့လက်အောက်ခံပြူစောတီတူလိုက်ပါလာတဲ့အင်စီကားကိုပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတဦးစလုံးဟာပွေချင်းပြီးတည်ဆုံးခဲ့လို့လည်းသိရှိရပါတယ်။တည်ဆုံးသွားတဲ့ပြူစောတီခေါင်းဆောင်ဝင်းမြင့်စီကနေပစ္စတိုတနတ်တလက်ကိုမမကြီး၁၆တောင်းနဲ့တခြားတပ်တွေကံပစ္စည်းတွေကိုသိမ်းဆဲရရှိခဲ့လို့ DSND ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောပါတယ်။ပြူစောတီခေါင်းဆောင်ဝင်းမြင့်ဟာ 2021ခုနှစ်ခုနှစ်လပိုင်းကပရင်တောင်ရွာကိုမိရှို့ပြီးပြည်သူခုနှစ်ဦးကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့ရမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။2022ခုနှစ်6လပိုင်းကလည်းလှော့စင်ကျေးရွာကပြည်သူဝန်နေရင်၄လုံးကိုမိရှို့ဖျက်ဆီးရမှာပါဝင်ခဲ့ပြီ 2023ခုနှစ်9လပိုင်းကနေ9လပိုင်းအထိမြက်ခိုင်းအင်းရွာကပြည်သူဝန်နေ38လုံး၊ကြောက်ပချုပ်ရွာကပြည်သူဝန်နေ9လုံးနဲ့စံကားနေရွယ်မင်းကလေးတဦးကိုအရမကျင့်ခဲ့တဲ့ပြည်မှုအပါအဝင် မင်းပလောင်ရွာကိုရွာလုံးကျွမီးရှို့ဖျက်ဆီးမှုတို့မှာတပ်မ55လက်အောက်ခံအကြမ်းဖက်စစ်သားတွေနဲ့ပူးပေါင်းပြီးဥဆောင်ပါဝင်လောက်ကန်ခဲ့သူဖြစ်တယ်လို့လည်းသိရှိရပါဗါဒါအပြင်ဝင်းမြင့်ဟာ ရွာငံမြို့နယ်မှာတစ်တော်တွေကိုစစ်တပ်နဲ့ပူးပေါင်းပြီးတရားဝင်ထုတ်ယူနေတာအသားလိုက်စင်အကြောင်းပြကတာရင်နာရေးပါမကြံပွဲလန်းသဘင်တွေ ပြုတ်လို့ရမှာအခွန်ငွေတွေကိုအစမတန်အတင်းအဓမ္မတောင်းယူတာပြည်သူတွေကိုလည်း PDF နဲ့အဆက်အသွယ်ရှိတယ်ဆိုပြီးဖမ်းဆီးတာတွေကိုလုဆောင်နေသူဖြစ်တယ်လို့လည်း DSN DA ကတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောပါရရှင်။ ဒီတစ်ခါမှာတော့စကိုင်းတိုင်းမြင်းမူမြို့နယ်မှာပြည်သူတွေစီကနေစက်ကြီးကောက်နေတဲ့အကျန်းဖက်စစ်တပ်ဂိတ်ကို၃ရက်ဆက် drone နဲ့ပုံကျဲရာမှာစစ်သားတွေထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ MDF drone team 2ကတာဝန်ခံရဲဘော်ငန်းနဲ့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်နိုဝင်ဘာလ26နေ့မွန်လွယ်2:45မိနစ်အချိန်ခန့်မှာမြင်းမူမြို့နယ်အလာကပ်ပရွာက ကိုးစုဖျားမှာခီးသွွားပြည်သူတွေကိုဂိတ်ဖွင့်ကပတ်စံတောင်းနေတယ် အကြမ်းဖက်စစ်သားတွေကို face win drone နဲ့ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုတိုက်ခတ်ခဲ့ရမှာစစ်တပ်ဂိတ်ကဘန်ဂါဘေးဘုံကြရောက်ပောက်ကွဲသွားတာကြောင့်စစ်သားတွေထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ရဲဘော်ငန်းနဲ့ကပြောပါတယ်။အလားတူနိုဝင်ဘာလ29ရက်နေ့မွန်လွယ်3:15မိနစ်လောက်မှာလဲကိုစုဖျားကုန်းဘော်ကအကြမ်းဖက်စစ်တပ်ဘန်ဂါနဲ့စက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်သားတွေကို face win drone နဲ့ဘုံလေးလုံးထပ်မံကျဲချတိုက်ခတ်ခဲ့ရမှာ စစ်သား3ဟာအပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင် နိုဝင်ဘာလ28ရက်နေ့ညနေ9:00နာရီလောက်မှာလဲမြင်းမှုမြို့နယ်မြောင်လန်းခွဲမှာအထိုင်ချတက်ဆွဲထားတယ်။အကျန်းဖက်စစ်တပ်စခန်းကို Fix Wing Drone နဲ့ဘုံလေးလုံးထပ်မံကျဲချတိုက်ခတ်ခဲ့လို့လည်းသိရပါတယ်ရှင်။မကွေးရတရင်တပုတ်ကိုတင်ဆက်ပေးကြပါရယ်မကွေးတိုင်းရေချိုမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးမိရှုံနေတဲ့အကြမ်းဖက်စစ်တပ်ကို ၃ရက်ဆက်ကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကြောင်းမူဗိုလ်ကြီးမင်းဒေဇာအပါအဝင်စစ်သား၄ဦးဟာတည်ဆုံပြီးအလောင်းတွေကိုမီးရှို့ဖျောက်ဖျက်သွားတယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ရေဂျိုမြို့နယ်ပကဖကတည်င်းတော်ဝန်ခံကရကုံခစ်တစ်ကိုပြောပါရယ်နွေမာလာ25ရက်နေ့မနေ့10နိုင်လောက်ကရေချိုမြို့နယ်ခလရ256တရင်ခလရ259တရင်နဲ့ခလရ258တရင်တို့ကနေထွက်လာတယ်။အင်အား100ကျော်ပါအကျန်းဖက်စစ်တပ်စစ်ကြောင်းဟာ ထန်းဆယ်ပင်ကျေးရွာတောင်ဘက်ကိုထွက်ခွာလာစဉ်မှာတော်လင်းတပ်ဖွဲ့တွေကရွာသစ်ကျေးရွာနဲ့ထန်းဆယ်ပင်ကျေးရွာကြားအရောက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ကြောင်းမှုဗိုလ်ကြီးမင်းဒေဇာအပါအဝင်၃ဦးဟာတေဆုံးခဲ့ပြီး၅ဦးဟာဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာရွာသစ်ကျေးရွာတွေကိုဝန်းရောက်သွားပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာဖျက်ဆီးတာတွေပြုလုပ်ခဲ့လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံရဲ့ပိုင်နက်ထဲကိုမြန်မာဘက်ကနေပစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးငါလုံးကြောက်ရောက်ပြီးတဲ့နောက်ပိုင်းမှာထိုင်းစစ်တပ်ကမြန်မာဘက်ကိုမီးခိုးဘုံအမြောက်တွေနဲ့တတိပေးပြန်လဲပစ်ခတ်လိုက်တယ်လို့ထိုင်းတော်ဝင်စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးကထုတ်ဖော်ပြောဆိုလာရတဲ့နေ့ရှင်းကသတင်းဖော်ပြထားပါတယ်။ မနေ့ကမနက်ပိုင်းမှာကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံကျေးရွာနီးစစ်တပ်နဲ့တော်လန်တပ်တွေကြားမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးမြန်မာစစ်တပ်ကပစ်ခတ်တဲ့60မမလက်လက်ကြီးကြီး၅လုံးဟာထိုင်းပိုင်နဲ့နယ်မြေတဲကိုကြောက်ရောက်ပောက်ကွဲခဲ့တာလည်းဖြစ်ပါတယ်အဲလိုပောက်ကွဲမှုကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသားနှစ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ထိုင်းနိုင်ငံသားပိုင်နဲ့ အရက်သားနေအိမ်တလုံးလဲပျက်စီးသွားခဲ့လို့လည်းသိရှိရပါတယ်။အိမ်နောက်မှာထိုင်းစစ်တပ်ကမြန်မာဘက်ကို120မမမီဂိုပုံအမြောက်ကြီးတွေနဲ့ပြန်လဲပစ်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။ဆက်လက်ပြီးတော့မနေ့ကည8နာရီလောက်မှာလဲတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးကြည်ရီထိုင်းဘက်ကိုကြောက်ရွံ့သွားတဲ့အတွက်ထိုင်းဘက်ကနေမနေ့ကည9:45မိနစ်လောက်မှာ မိโกဘုံအမြောက်လေးလုံးနဲ့ပြန်လဲပြစ်ခတ်ခဲ့တယ်လို့လည်းထိုင်းသတင်းမီဒီယာတွေမှာသတင်းဖော်ပြထားကြရသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါတိရှိူပေးရတဲ့ကျေးဇူးတင်ပါရှင်ကျေးမာမြပါ။